သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့မေလ6ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်ထိုင်းလီပိုင်နဲ့အတွင်းကိုတန်တရားဖြစ်ပွဲလေရင်တစည်းဝင်ရောက်လာတဲ့အတွက်ထိုင်းလီတက်က F16 တိုက်လေယာဉ်နှစ်စီးအရေးပေါ်ဆေးလွတ်ကင်းလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းမြန်မာနယ်စပ်ထိုင်းလေပိုင်နဲ့အတွင်းကိုတန်တရားဖြစ်ပွေလေရင်ဒစင်ဝင်ရောက်လာတဲ့အတွက်ထိုင်းတော်ဝင်လေတက်မှ F16 တိုက်လေရင်နှစ်စီးအေးပေါ်ဆေးလွတ်ပြီးတတိပေးကင်းလက်ပြန်တန်းကြောင်းထိုင်းတော်ဝင်လေတက်နဲ့ထိုင်းသတင်းဌာနများကသတင်းထုတ်ပြန်ကြပါတယ်။ယနေ့မွန်လ12:45မိနစ်ဝန်းကျင်အချိန်မှာတန်တရားဖြစ်ပွေလေရင်ဒစီထိုင်းလေပိုင်နဲ့အတွင်းကိုဝင်ရောက်ပြန်တန်းလာတဲ့အတွက်ထိုင်းလေတက်ကထိုင်းမြန်မာနယ်စပ်ကန်ချနာပူရီကို F16 တိုက်လေရင်နှစ်စီးဆေးလွတ်ပြီးအိမ်နီးချင်းနိုင်ငံဘက်မှကျူးကျော်မလာစေရန်တတိပေးကင်းလက်ကြောင်းသိရှိရပါတယ်။ ကန်ချနာပိုရီအခြေစိုက်ဒေတာသတင်းဌာနကတော့ထိုင်းလီတပ်ရဲ့လေယာဉ်နစီပြန်တန်းကင်းလက်နေတဲ့ဗီဒီယိုများကိုပြသခဲ့ပါတယ်။ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ PPTV HD36 တခုကလည်းတန်တရာဖြစ်ပွေလေရင်တစည်းထိုင်းလီပိုင်နဲ့အတွင်းကိုဝင်ရောက်လာတဲ့အတွက်ထိုင်းလီတပ်ရဲ့ F16 တိုက်လေယာဉ်များဆေးလွတ်ကြောင်းသတင်းဖော်ပြထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အင်းတော်မြို့သိမ်းတိုက်ပွဲမှာလက်နက်ချအညံ့ခံခဲ့တဲ့တပ်မခွန်ခွန်တပ်မမှု ဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့တုံမန်းများကစစ်တပ်ရဲ့တရားမဲမှုများအတွက်နောက်တရဟုဝန်ခံပြီးຫນွေဦးတော်လိုင်းရဲ့အတွက်တတ်နိုင်သမျှထည့်ဝင်မယ်လို့ကတိပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအင်းတော်မျိုးသိမ့်တိုက်ပွဲအတွင်းလက်နက်ချအညံ့ခံတဲ့တပ်မခုံခုံတပ်မမှုဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့စစ်တုံမန်းများကစစ်တပ်ရဲ့တရားမဲမှုများအတွက်နောက်တရဟုဖွင့်ဟဝန်ခံခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကကွယ်ရေးဝန်ကြီးဦးရင်မွန်ကထုတ်ပေါ်ပြောဆိုပါတယ်။ ယမန်နေ့ပြည်သူ့ကာကွယ်ရေးတပ်မတော်လေးနှစ်ပြည့်မိန်ကွန်းမှာ NUG ကာကွယ်ရေးဝန်ကြီးဦးရင်မွန်ကထို့သို့ထည့်သွင်းပြောဆိုသွားခြင်းဖြစ်ပါတယ်။အင်းတော်မျိုးသိမ့်တိုက်ပွဲဟာရှစ်လကျော်ကြာဆင်နွှဲခဲ့ရတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တမိုင်းဝင်တိုက်ပွဲဖြစ်ပြီးစစ်စင်ရေးအတွက်ပြင်ဆင်ဆုံးဖြတ်ရတဲ့ကာလများပါထည့်သွင်းတွက်ချက်မယ်ဆိုပါကတနှစ်တင်းတင်းကြာခဲ့ကြောင်းအင်းတော်တိုက်ပွဲမှာလက်နက်ချအညံ့ခံခဲ့တဲ့တပ်မခွန်ခွန်တပ်မမှုနဲ့စစ်တုံးမန်းများမှစစ်တပ်ရဲ့တရားမဲမှုများအတွက်နောင်တရကြောင်းဖွင့်ဟဝန်ခံလာတဲ့အပြင်တော်လန်ရေးအတွက်တတ်နိုင်သည့်များကိုပါထည့်ဝင်ပါဝင်မယ်လို့ဆိုလာကြောင်း စစ်တပ်ဘက်မှတပ်မိုးများတပ်သားများအနေနဲ့အမြန်ဆုံးအလင်းဝင်ကြရင်ဥယျာဉ်မှကတိုက်တွန်းပြောဆိုပါတယ်။အခုငါတို့လက်ထဲရောက်နေတဲ့တပ်မခွန်ခွန်တပ်မမှုအပါအဝင်တုံ့ပန်းတွေကလည်းသူတို့ရဲ့နောင်တကိုဖွင့်ဟဝင်ခံကြတယ်။စစ်တပ်တရားမဲ့တယ်ဆိုတာသူတို့သိတယ်။ပြည်သူတော်လှန်ရေးမှာသူတို့တတ်နိုင်တာထဲ့ဝင်မယ်ဆိုတာဂရိပြုကြတယ်။စစ်ကောင်စီတပ်ထဲမှာကြံနေတဲ့တပ်မိုးတပ်သားတွေအနေနဲ့ပြည်သူကိုအကြမ်းဖက်တပ်ဖြတ်တဲ့အသည့်လမ်းမရောက်စေတဲ့မိစ္ဆာဒိဋ္ဌိဝါဒကိုအမြန်ဆုံးဆွတ်လွတ်ကြဖို့တိုက်တွန်းလိုတယ်။ ဒီလိုသာဆွလွန်နိုင်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူလည်းမြန်မြန်ချမ်းသာရရမယ်စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်လို့ဂရီပေးလို့ရတယ်လို့ဥယီမွန်ကရှင်းပြပါတယ်ဧပြီလ10ရက်နေ့အင်းတော်မျိုးသိမ်းတိုက်ပွဲမှာတက်မခွန်ခွန်တက်မမှုဗိုလ်မှူးချုပ်အောင်သက်ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပါတယ်ဗိုလ်မှူးချုပ်အောင်သက်ဦးဟာစစ်တပ်ကတော့အပတ်စဉ်40ကျောင်းစင်းဖြစ်ပြီးတက်မခွန်ခွန်တက်မမှုအဖြစ်2024ခုနှစ်နှစ်စမ်းပိုင်းတွင်မှစတင်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင် ၎င်းရဲ့နောက်ကျောင်းရာဇဝတ်များကိုပြန်လည်လေ့လာကြည့်ရင်2021ခုနှစ်စစ်အာဏာသိမ်းစအချိန်ရန်ကုန်မှဆန္ဒပြပြည်သူများကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ရာမှာအောင်တဦးကရန်ကုန်တိုင်းစစ်ထဏာချုပ်ရဲ့အမှတ်၁စစ်ပြူဝါမှုဗိုလ်မှူးကြီးအဖြစ်နဲ့အမိန်ပေးခိုင်းစေခဲ့သူဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီနောက်ရန်ကုန်တိုင်းစစ်ထဏာချုပ်အမှတ်၁စစ်ပြူဝါမှုအဖြစ်မှကံယူတန်းတိုင်းစစ်ထဏာချုပ်ကော်တောင်းတက်နယ်ရဲ့စစ်ပြူဝါမှုအဖြစ်ပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလအထိတာဝန်ထမ်းဆောင်ခဲ့ကြောင်းအဲဒီနောက်တက်မခွန်ခွန်တက်မမှုဖြစ်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ တက်မခွန်ခေါ်တက်မမှုဘုံမှုချုပ်အောင်တပ်ဦးမှာဇနီးဒေါ်တက်စုနယ်ထွန်းတာအကြီးဖြစ်သူပြည့်ရှံဦးနဲ့တာအငယ်အန်ဖုံးဦးတို့ရှိကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒါရိုက်တာဇင်ယောမောင်မောင်ရင်တိုက်မှုဖြစ်ပြီးပောင်လေရို့ကျိုးသွားနောက်ထပ်၃ယောက်လည်းထိခိုက်ဒဏ်ရာရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်စဘူတီရီမြို့နယ်စေယုံအနီးမှာမေလ9ရက်နေ့ညနေပိုင်းကဒါရိုက်တာဇင်ယုံမောင်မောင်ရင်တိုက်မှုဖြစ်ပြီးဘယ်ဘက်ပောင်လေယူကျိုးသွားတယ်လို့သိရပါဗျ။ ရင်တိုက်မှုကမနေ့ကညနေ9နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးလက်ရှိနေပြည်တော်ကရင်တထောင်ဆေးရုံမှာစိတ်ကူတမှုခံယူနေပြီးအသက်အန္တရာယ်တော့စိုးရိမ်စရာမရှိကြောင်းတားပြစ်သူမင်းတပ်မှမောင်ကပြောဆိုထားပါတယ်။နေပြည်တော်မှာဘယ်ဘက်ရင်ကြောကနေမောင်းလာတဲ့ရင်ကအရှိကားကိုကြော်တက်ကညာဘက်မှာမောင်းနေလာတဲ့အဖေစင်းနေလာတဲ့ကားကိုပြင်းထန်စွာဝင်ရောက်တိုက်ခတ်ခဲ့ရပါတယ်။အဖေတန်ရာကြီးကြီးမားမားမဖြစ်သွားပါဘူး။ အဖေကို CT scan စစ်ပြီးချိန်မှာအသက်အန္တရာယ်အရေးကြီးတဲ့အစိတ်ပိုင်းတွေစိုးရိမ်စရာမရှိဘဲဘယ်ဘက်ပောင်လဲယိုကျိုးသွားတယ်လို့မင်းတပ်မောင်မောင်ကသူ့ရဲ့လူမှုကွန်ရက်ကနေအသိပေးပြောထားပါတယ်။အဆိုပါရင်တိုက်မှုမှာဇင်ယောမောင်မောင်နဲ့အတူနောက်ထပ်အမျိုးသား၃ယောက်ကလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက်အားလုံးကိုနေပြည်တော်ကတင်းတထောင်စေးရုံကိုလူမှုကူညီရေးအသင်းတွေကပို့ဆောင်ပေးခဲ့တယ်လို့သိရှိရပါတယ်။ဇင်ယောမောင်မောင်ကပောင်ကျိုးသွားတာဟုတ်တယ်။နောက်ထပ်၃ယောက်လည်းထိခိုက်ဒဏ်ရာရပေမဲ့တိတ်တော့မပြင်းဘူး။ဟိုက်ချက်ကိုရှောင်ရင်းကနေတိုက်မိကြတာလို့ပြောတယ်။ ကားကောင်းတွေကတော့ကြေမွနေတာပဲလို့မြေပြင်ကူညီရေးဆောင်ရွက်ခဲ့တဲ့ဇေဘူတီရီမြို့အခြေစိုက်လူမှုကူညီရေးအသင်းတာဝန်ရှိသူကပြောပါတယ်။ဒါရိုက်တာဇင်ယောင်မောင်မောင်ကတော့ဘေဘက်ပောင်လေယိုကျိုးသွားတဲ့ဒဏ်ရာကိုနေပြီးတော့ကတင်းတထောင်ဆေးရုံမှာ operation ပြုလုပ်ပြီးဆက်လက်ကုသဖို့စီစဉ်နေကြောင်းတားဖြစ်သူကပြောဆိုထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ gas အယောင်ဆိုင်မီးလောင်ပြီးနှစ်ဦးအသက်အန္တရာယ်ဆုံးရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းချမ်းမြသာစီမြို့နယ်တန်ပဝရီရက်ကွက်က84လမ်းရှိ gas အယောင်းဆိုင်မှာမိလောင်ပြီးလူလေးဦးထိခိုက်ကအဲ့ဒီအထဲက2ဦးအသက်အန္တရာယ်စိုးရိမ်ရတယ်လို့ကုညီကေဇေယျလှုပ်ဆောင်ပေးခဲ့သူတွေထံကနေသိရပါတယ်။မေလ9ရက်မနက်7:00နာရီခန့်မှာဆိုင်ဝန်တန်းတွေက gas အိုးအကြီးကနေအိုးအသေးစီ gas ဖြည့်ရာကနေမိစလောင်ခဲ့တာလို့ဆိုပါတယ်။စလောင်တဲ့ဆိုင်ကော gas အိုးအယောင်းဆိုင်တန်ပဝရီရက်ကွက်ဆိုတာကကျေးတွန်းလုပ်ငန်းတွေများတာကိုစဖြစ်ကြတဲ့က gas အိုးတွေပောက်ကွဲပြီးလောင်တာကို ကျွန်တော်တို့ရောက်တဲ့အချိန်နှလုံးလောက်ကအုံအုံဆိုပြီးပွင့်ထွက်ကုန်ပြီလို့ကုညီကေဇေကြီးလှုပ်ဆောင်ပေးခဲ့သူတဦးကပြောပါတယ်။ဆိုင်ဝန်တန်းဖြစ်တဲ့အသက်35နှစ်အရွယ်ကိုကျော်မိုးလွင်နဲ့28နှစ်အရွယ်ကိုခန့်ကိုကိုနိုင်တို့မှာလက်နှစ်ဖက်ခြေထောက်နှစ်ဖက်နဲ့တင်ပါတို့မိလောင်ခံရပြီးအသက်အန္တရာယ်ဆိုရင်ရတယ်လို့ဆိုပါတယ်။ဒါပြင်အဲ့ဒီဆိုင်နဲ့ကက်လျက်ထမင်းဆိုင်ကအသက်42နှစ်အရွယ်ဒေါ်နှင်းဝေဝေလွင်မှာခြေနဲ့လက်မိဟက်ဒဏ်ရာရပြီးတန်လျက်မော်တောင်အရန်မိသက်ကမိသက်တက်ဖွဲ့ဝင်တအူးမျက်နာမိဟက်ခံရတဲ့ဒဏ်ရာရခဲ့တယ်လို့သိရပါဗျ။ ်မိလောင်မှုကြောင့်ကက်စ်အယောင်ဆိုင်နဲ့နှစ်ထပ်နေအိမ်တစ်လုံးလဲမိလောင်ပျက်စီးခဲ့ရပြီးမိလောင်မှုကြောင့်တရားရသူတွေကိုတော့မန္တလေးပြည်သူစေယုံကြီးကိုပို့ဆောင်ပေးခဲ့ရကစိတ်ကူတမှုခံယူနေရတယ်လို့သိရပါတယ်။မိလောင်ချင်းချမ်းမြတာစီမြို့နယ်မိသက်အယံမိသက်ဒေသလူမှုကွန်ရီအသင်းတွေနဲ့ဒေသခံတွေကဝိုင်းဝန်းနှိမ့်သက်ခဲ့လို့မိလောင်ပြည်မိနစ်၄၀ခန့်အကြာမှာမိငိမ့်သက်နိုင်ခဲ့တယ်လို့သိရပါတယ်။ မေလ၂ရက်နေ့ကလည်းချမ်းအေးတာဆန်မြို့နယ်35လမ်းနဲ့66လမ်းတောင်းက73စီအယောင်ဆိုင်မိလောင်မှုဖြစ်ပွားခဲ့ပြီးဆိုင်မိလောင်ပျက်စီးကလူထိခိုက်တာတော့မရှိဘူးလို့သိရပါဗျ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကျုံပျော်ခလာရ36မှစစ်သား5ဦးထွက်ပြေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေယာဝတီတိုင်းကျုံပျော်မြို့နယ်အခြေစိုက်ခလာရ36တပ်ကနေစစ်ကောင်စီတပ်သား9ယောက်မနေ့ကမေလ9ရက်နေ့ကထွက်ပြေးသွားတယ်လို့ကျုံပျော်အခြေစိုက်ခလာရ36တရင်နဲ့နေဆက်သူစီကနေသိရပါဗျ။ ရခိုင်ပြည်နယ်နဲ့နှီးစပ်နေတဲ့တိုက်ပွဲဖြစ်နေတဲ့ဒေသလေးမျက်နှာမြို့နယ်ကိုစစ်ရင်အားဖြည့်တင်းဖို့တပ်သားတွေကိုအမိုးအုပ်ကားပေါ်တင်ခေါ်နေစမှာမေလ9ရက်ည9နာရီကျော်ကတပ်သား9ယောက်ကထွက်ပြေးသွားတာလို့ဆိုပါတယ်။ကျုံပြောအခြေဆိုင်ခလာရ36တရင်နဲ့နှီးစပ်သူကည9နာရီကျော်ကျော်လောက်ကကျုံပြောအခြေဆိုင်တရင်36ကနေထွက်ပြေးသွားတာလို့သိရတယ်။ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကအရင်တပ်သားတွေလားစစ်မှုတန်းလူငယ်တွေလားတော့မသိသေးဘူး။အဆောင်တက်အရာရှိတွေကတော့အယက်မိုးနေတာဆိုတော့ပြေးလို့ကောင်းတာပေါ့လို့ပြောပါတယ်။ စစ်ကောင်စီတပ်အရာရှိတွေဦးဆောင်ကလေးမျက်နှာမြုပ်နယ်တဲကိုစစ်ကူတွားဖို့စစ်ကား၅စီးနဲ့ပြင်ဆင်နေချိန်ထွက်ပြေးသွားတာဖြစ်ပြီးမေလ6ရက်နေ့နေ့လယ်ပိုင်းအထိပြန်လည်ဖမ်းမိတာမရှိသေးဘူးလို့ဆိုပါတယ်။တပ်နဲ့နှီးဆက်တဲ့ဒေသခံတယောက်ကကြုံပြော်မြို့အခြေစိုက်တဲ့ခလာရ36တပ်ရင်းထဲမှာကစစ်သားအင်အားအများကြီးရှိတာမဟုတ်ဘူး။စစ်မှုထမ်းပေါ်တာဆွဲထားတဲ့စစ်သားတွေဖြစ်ဖို့များပါတယ်လို့ပြောပါတယ်။အဲ့ဒီစစ်ကောင်စီတပ်သားတွေထွက်ပြေးသွားတာနဲ့ပတ်သက်လို့အပူတပြင်းလိုက်လံရှာဖွေတာမဟုတ်ပေမဲ့စစ်စည်းရေးဂိတ်တွေကိုတရင်ပို့ထားတယ်လို့စစ်ကောင်စီတပ်နဲ့နှီးဆက်သူစီကနေသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ပြည်နယ်အတွင်းစစ်ရှုံးလာတဲ့တပ်ပြက်များကိုမြို့တော်စစ်တွေမှာပြန်လည်စုဆောင်းထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာစစ်ကောင်စီနဲ့အရခတပ်တော် AA တို့လက်နက်ကြီးတိုက်ပွဲဆင်နွှဲနေချိန်မှာစစ်ကောင်စီကတပ်ပြက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုစစ်တွေမှာစုဆောင်းအင်အားဖြည့်နေကြောင်းသိရှိရပါတယ်။ဘူးတိတောင်၊ရတိတောင်၊ပုံနှကျွန်း၊တန်တွဲနဲ့မောင်တော်မြို့နယ်များမှာတပ်ပြက်လာတဲ့စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကိုစစ်တွေမှာစုထားပြီးခန့်စစ်ဆင်ခိုင်းတာကြောင့်စစ်သည်င်းရင်းမြစ်ထံမှသိရှိရပါတယ်။ ဒါအပြင်စစ်ကောင်စီကလေကြောင်းနဲ့ရေကြောင်းအသုံးပြုပြီးတည်ရင်အချို့ထံမှထုတ်နှုတ်အင်အားအချို့နဲ့လက်နက်ခဲယမ်းများကိုစစ်တွေတို့ပို့ဆောင်ထားကြောင်းသိရှိရပါတယ်။2020ရဲကစစ်တွေမျိုးသိမ်းတိုက်ပွဲဆမဲဆိုတဲ့သတင်းတွေထွက်လာပြီးစစ်တွေကိုခံစစ်အခိုင်အမာပြင်းနေ။နေရာအနေထားအရခံစစ်စင်ရင်တာတဲ့မျိုးပေါ့။အခုဆိုတက်ပြက်လာသမျှစစ်တွေထဲမှာစုထားတယ်။ဘယ်လိုပဲပြင်းပြင်းအေအေကတိုက်မဲဆိုစစ်တွေကကြာမှာပါ။စိတ်သက်အင်အားအရန်ကွာသွားပါပြီလို့စစ်တရင်အရင်မြစ်က ARR time ကိုပြောပါတယ်။ စစ်ကောင်စီထိမ့်ချုပ်ထားတဲ့စစ်တွေမြို့နယ်ရှိရွှေမင်းကန်၊ကံပြင်းရွာတဲ့ကံပြင်းရွာဟောင်း၊ဇော်မတက်၊ကန့်ကော်ကျွန်း၊တောကန်၊ရာတန်၊ငတောက်တက်၊သိန်းတန်စတဲ့ကြေးရွာများမှာဒေသခံများကိုစစ်ကောင်စီကကြေးရွာအတွင်းကနေဖယ်ရှားခိုင်းပြီးနောက်နေအိမ်များကိုမိရှုဖျက်ဆီးခဲ့ကြောင်းဒေသရင်းသတင်းများကဖော်ပြပါတယ်။စစ်ကောင်စီဟာဒေသခံများကိုဖယ်ရှားပြီးနောက်အဆိုပါကြေးရွာများမှာကာကင်စခန်းများပြင်ဘဏ်ကာများပါဆောက်လုပ်၍ခန့်စစ်ပြင်ဆင်နေကြောင်းသိရှိရပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ9ရက်နေ့ကလည်းစစ်တွေမှာရှိတဲ့ရေချမ်းပြင် အုံရီဖော်ကျွီတဲ့ပိုက်စိတ်ချီကျွီတဲ့ပိုက်စိတ်ကြီးကျွီတဲ့ကြေးရွာအောင်တိုင်းကြက်တောပြင်ပလင်ပြင်ပြားလေချောင်းရွာဟောင်းရွာတဲ့တင်ပုံးတန်းမောင်နီပြင်စတဲ့ကြေးရွာ12ရွာမှဒေသခံများကိုကြေးရွာများအတွင်းမှမောင်းထုတ်ပြီးကာကင်းစခန်းများပြုလုပ်ခဲ့ပါတယ်။လက်ရှိမှာရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာတိုက်ပွဲများရှိနေပြီးစစ်ကောင်စီကာကင်းတချို့ကိုအေအေကတင်ပိုက်၍ရဲတပ်ရင်အနည်းထိထိုးစစ်ဆင်နေကြောင်းသိရှိရပါတယ်။ အဲ့ဒီနောက်အပကဝကျွေးကြည်အောင်ဆက်ဆိုတဲ့တော်လန်ဘတ်တော်သားရဲ့ရေးသားထားမှုကိုတင်ဆက်ပေးပါမယ်။တုတ်တန်တစပြင်လို့ဖြစ်နေတဲ့လာရှိုယမခစစ်တန်းလျာမှာစစ်ခွေးမိမမုတ်ဆိုးမတယောက်ကတော်လန်ရဲ့အဖွဲရရဲ့လက်ချက်နဲ့အသေးစိုးပြီးတေခဲကြရရှာတဲ့စစ်ခွေးတွေကိုအမျှပေးဝင်နေတာတွေ့ရတယ်။ဝကျွေးတွေရှိရင်ဒီဘုံကဒီမြနဲ့ပဲကြေပါစီတော့တဲ့။ဝကျွေးကြည်တဲ့ပြောရအောင်အဲ့ဒီလူတွေကပြည်သူတွေကိုညမှာဖမ်းမနဲ့ကြအလောင်းလာယူလို့ပျော်ပျော်ကြီးလှုပ်ခဲကြတဲ့ကောင်တွေလေ။ ဝစ်လေဖို့အချိန်ကြာလာတော့တေတာတော်မှလမ်းဘေးမှာတေရပြီးလူလူတူလူတကြိုတာမခံရပဲအလောင်းခွေးစာခံရင်အဝီစီးစင်းသွားရတာဘာများထူးဆန်းလို့တော့နောက်ထပ်စစ်ခွေးကြီးစားတက်ကုန်းမလေးတယောက်ကအပြုံးမပြတ်ရုံတက်ဆိုပြီးတော်လန်ရစ်ကိုကန့်လန်တိုက်ခဲ့တယ်ဘဘကာကြုတ်ကြီးဆိုပြီးမအားလာဘောကိုအာရပါရမခဲ့သေးတယ်ပြည်သူအိမ်တွေကိုစစ်တပ်ကကောင်းနေမိတင်ရှို့တော့အာရဝမ်းတာရှိလို့ဆိုပဲအလှည့်ရောက်လာတဲ့အခါကျတော့ ကျူးကျော်တွေဖြတ်တဲ့အထက်သမီးကတက်ထောက်ခံပါဆိုပြီးငိုယိုပြီးခြေတလုံးဖတ်တောင်းပန်လာတော့မရရှာဘူးရှိတဲ့အိမ်လေးဘူဒိုဇာနဲ့ထိုးပြီးအဖြတ်ခံလိုက်ရတယ်အခုတော့စစ်တက်ဆိုရင်တော်ပါတော့ကျမကတော့သပ်ပပဲဆိုပြီးဖြစ်သွားတဲ့အပြင်ရီစာဖြစ်သူစစ်ခွေးပါတိုက်ပွဲကြသွားလို့ယူးကြောင်ကြောင် ကောက်တောက်တောက်ဖြစ်သွားပြီလို့သိရပါတယ်နောက်တစ်ယောက်ကတော့စစ်ခွေးမိမပေါက်ပြားမမြောင်းတွေတူးပြီးကင်းတွေဆောင်းတော့ကပျော်ပျော်ပါးပါးနဲ့တက်ကြွနေခဲ့တဲ့ရဲမီဆိုပဲ။ လင်ဖြစ်တဲ့စစ်ခွေးမနေ့ကတိုက်ပွဲကြတယ်။ဒီနေ့ချက်ချင်းအဲ့ဒီပေါက်ပြားမှနဲ့ကလေးတွေကိုလိုင်းငန်းကနေနှင်ချလို့ဒေါသတွေထွက်ပြီးမျက်ရည်တွေဘူးသီးလုံးလုံးကျပြနေလေ။နေစရာအိမ်လေးနားစရာခြံလေးစစ်တပ်ကသာလှုပ်ပေးခဲ့ရင်ဘသူကမှတက်လို့လိုင်းငန်းမှာကုတ်ကတ်ပြီးမနေဘူး။အေးအေးဆေးဆေးဆင်းနေဆိုပဲ။ယောက်ျားဖြစ်သူကစစ်ကြောင်းထိုးလို့အပြစ်မဲ့ပြည်သူတွေခမညာအိုးအိမ်တွေပြစ်ပြီးအသက်လူထွက်ပြေးရတော့ယောက်ျား ကောင်းနာတွေ့ရင်ယူလာခဲ့တန်ဖိုးရှိရှိမရှိရှိ တွေ့သည်မဟာခိုးတာလာခဲ့နော်လို့မှားခဲ့တာကိုမေ့နေပုံရပါတယ်ဟေးအခုကို့အလဲရောက်လာပြီဆိုတဲ့အခါလမ်းဘေးမှာအိပ်ပြီးဖာခန်ဆရတော့မဲ့ဘဝကိုတန်းရောက်သွားတော့တာပဲမဟုတ်လားဘာပဲဖြစ်ဖြစ်သူတို့ရဲ့ဘဘကာချုပ်ကြီးကတော့ငလင်းအလူငွေနဲ့ Airbus လေယာဉ်ကြီးကိုအပိုင်ဝယ်ပြီးခေါကျူမကြီးကိုလက်ဆွဲကပြုံ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 နဲ့ရုရှားကိုသွားတော့မှဖြစ်တယ် နင်တို့ဘာသာနင်တို့အမျှပဲဝေဝေစစ်တက်ဆိုရင်စပတ်လိုပဲပြောကျင်ပြောပြောဒါမှမဟုတ်လမ်းဘေးရောက်ပြီးဖာပဲဖြစ်ဖြစ်အဘကတော့လှဲ့ပြီးကြည့်မှာမဟုတ်ဘူးလှဲ့လည်းမကြည့်ခဲ့ဘူးကြည့်ခဲ့ရင်တော့စောက်အတိတရားမရှိတဲ့နင်တို့လိုဖေရိုမာတွေကိုဝေကျွေးကြအောင်ဆက်ခဲ့ကြအောင်လို့ထပ်ပြောမှာပဲငါကတော့ပြက်တယ်တစက်မှကိုမတနာဘူးဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းဤပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။မြေကြပါစေခင်ဗျာ။မြေ